ယောရဘုံတို့ရဲ့ဒီနေ့မှာတော့2020ခုနှစ်ကထွက်ရှိခဲ့တဲ့ Secret Zoo ဆိုတဲ့စိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်လေးကို recap လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ခန်ထဲဆိုဟာတောင်ကိုရီးယားထိပ်သီးရှိနေုံသုံးခုရဲက JH Company မှာယာယီဝန်ထမ်းတစ်ယောက်ပဲဖြစ်ပါတယ်။ထဲဆူကရုံးထဲကိုဝင်လာခဲ့ပေမဲ့သူ့ရဲ့ဝန်ထမ်းကကယာယီဝန်ထမ်းကဖြစ်တာကြောင့်လောလောဆယ်မှာဝင်မရသေးပါဘူး။တက်တန်းတို့ရမယ်လို့ပြောတော့ထဲဆူလည်းအောင့်သက်သက်ဖြစ်သွားခဲ့ပါတယ်။ခန်ထဲဆူရဲ့အိမ်မက်ကတော့ JH company မှာတရားဝင်ဝန်ထမ်းတယောက်ဖြစ်လာဖို့ပါပဲ။ထဲဆူဟာတရားဝင်ဝန်ထမ်းမဟုတ်တဲ့အတွက်ကြောင့်မလို့လုံးစရာမဲမဲရမရှိအကျိုးခံစား권လည်းတိတိကျကျမရှိပဲနဲ့အားလုံးရတောက်တုံမဲရလိုမျိုးဖြစ်နေပါတယ်။ဓာတ်လီကားရဲမှာတငယ်ချင်းဖြစ်သူရှေ့နေနဲ့တွေ့တော့ JH မှာတရားဝင်ရှေ့နေဖြစ်နေတဲ့သူတငယ်ချင်းကဂန်ထဲဆူကိုတွေ့တိုင်းနှိမ့်တယ်လို့ပြောနေတာတွေကိုခံနေရတာကြောင့်ထဲဆူကအမြဲတမ်းတင်းနေခဲ့ပါတယ်။ဒီနေ့မှာတော့ထဲဆူအတွက်တရားဝင်ဝန်ထမ်းဖြစ်ဖို့အတွက်အခွင့်အရေးတစ်ခုကြားရောက်လာပါတယ်။ အဲ့ဒါကတော့ JH ကိုစလဲကဂန်ထဲစုကိုအကျွေးနဲ့တင်ခံရတော့မယ်နိုင်ငံခြားကဝယ်ယူထားတဲ့တရိษံဥယျာဉ်တစ်ခုမှာဒါရိုက်တာအဖြစ်ဦးစီးပေးဖို့ကန့်လန့်ခဲ့ပါတယ်။အဲ့ဒီတရိษံဥယျာဉ်ကို၃လအတွင်းပုံမှန်အတိုင်းပြန်လည်လည်ပတ်နိုင်အောင်စ조사ပေးရင် JH မှာတရားဝင်ဝန်ထမ်းခန့်ပေးမယ်လို့ကိုစလဲကထဲစုကိုပြောတော့ထဲစုလည်းလက်ခံလိုက်ပါတယ်။တရိษံဥယျာဉ်မှာပထမဆုံးအလုံးဝင်တဲ့နေ့မှာပဲကိုစလဲကထဲစုကိုကားတစီးပေးခဲ့ပါတယ်။ထဲစုလည်းတက်ကြွပြီးတရိษံဥယျာဉ်ရောက်လာတဲ့အခါမှာတော့ကြွတကောင်ကြောင်တမီလူတယောက်မှကိုမတွေ့ပဲတိတ်ဆိတ်နေပါတော့တယ်။ လိပ်ဆန်ယုံကထဲဆူတင်ထားတာထပ်ပို့ပြီးအခြေအနေစိုးနေခဲ့ပါတယ်။ဒရိတ်ဆန်ဥယျာဉ်မှာပြဆားလို့ရတဲ့ဒရိတ်ဆန်တကောင်းမှကိုမရှိတော့ပါဘူး။ ချက်တဲ့အသေးမွှားတရိษံလေးတွေပဲကြံခဲ့ပြီးအခြားတံမိုးကြီးတရိษံတွေကအကျွေးကြောင့်ရောင်းစားခံလာရတဲ့အခြေအနေပဲဖြစ်ပါတယ်။တရိษံအကြီးနဲ့တူတာဆိုလို့ရန်လိုနေတဲ့ဝက်ဝင်နှာမဲမှာတကောင်ပဲရှိပါတော့တယ်။ပတ်ဆက်မပေးနိုင်တာကြောင့်ဝန်ထမ်းတွေကလည်းတယောက်ပြီးတယောက်ထွက်သွားကြတော့ဝန်ထမ်းလေးယောက်ပဲကြံခဲ့ပါတော့တယ်။ဝန်ထမ်းတွေကိုထဲဆူးကသူ့ကိုယ်သူဒါရိုက်တာအစ်စ်ပါလို့မိတ်ဆက်ကြတော့အကုန်လုံးကဒီလိုအရှုံးပေါ်နေတဲ့နေရာကိုလာခဲ့လို့အံ့ဩနေကြပါတယ်။ ဒါပေမဲ့တဲ့စုကသူကဒီတရိษံဥယင်ကို၃လအတွင်းပုံမှန်ပြန်ဖြစ်အောင်ကတ်တင်မှာပါလို့ပြောလိုက်ပါတယ်။ဝန်ထမ်းတွေနဲ့ညစာအတူစာရင်တဲ့စုကတရိษံတွေကိုဝယ်ယူဖို့အကြံပေးတော့မျိုးသုံးတရိษံရောင်းချမှုသဘောတူညီချက်စာချုပ်ရှိမှဝယ်လို့ရမယ်လို့တရိษံဆရာဝန်ကထပြောပါဗျ။အဲ့ဒါကလည်း၃လလောက်ကြာမယ်ဆိုတော့တဲ့စုအတွက်အဆင်မပြေပါဘူး။ဒါပေမဲ့တဲ့စုကတော့သူ့စူးစမ်းမှုကိုလက်မလျှော့သေးပါဘူး။ သူအောင်မြင်အောင်လုပ်ပါမယ်လို့ခရီးပေးလိုက်ပါတယ်။ဒါကတော့ဝန်ထမ်းလေးယောက်ထဲကဟဲကယောင်းဆိုတဲ့ကောင်မလေးပါ။သူကတော့ကိုကိုထိတ်တားဆန်လေးဖြစ်ပြီးတစ်ချိန်လုံးဘဲနဲ့စားရိုက်နေပါတယ်။တရိတ်ဆန်ယုံကပြန်လာတာနဲ့ဟဲကယောင်းကသူ့ဘဲရဲ့မီနီမားကတ်မှာစိုင်ကူထိုင်ပေးပါတယ်။သူ့ဘဲကတော့တရိတ်ဆန်ယုံနားမှာစတိုးတိုင်ဖွင့်ထားတာပါ။စိုင်ထိုင်မှုအတွက်ကိုလည်းဟဲကယောင်းစီကပတ်စံတွေအများကြီးချေးယူထားခဲ့သူပါ။တရိတ်ဆန်ယုံပိတ်ပြီးသွားကြတဲ့ကဆေးရောက်မကောင်းလို့သူ့ဘဲကလည်းစိတ်တူနေပါတယ်။ဟဲကယောင်းကိုလည်းတရိတ်ဆန်ယုံကနေအလုံးမထွက်ဖို့ကိုသူကဖိအားပေးပါတယ်။တညမှာတော့ထဲဆူက ဒရိုက်တာအဟောင်းနဲ့အတူအရက်တောက်ပြီးအပြန်ကြားတော်ကောင်ကိုတွေ့ပြီးအရန်လန့်သွားခဲ့ပါတယ်တကယ်တော့အဲ့ဒီကြားကအယုံကြီးဖြစ်နေခဲ့တာပါဒရိုက်တာဟောင်းရဲ့အခန်းထဲမှာလဲထဲဆူကပွဲတော်တုန်းကတရိတ်ဆန်ဝတ်စုံတွေကိုလူတွေကဝတ်ပြီးရိုက်ထားတဲ့ပုံတွေကိုတွေ့သွားပါတယ်အဲ့ဒီမှာထဲဆူကအကြံတစ်ခုကိုရသွားပါတော့တယ်။လူတွေကတရိတ်ဆန်ဝတ်စုံတွေဝတ်ပြီးဧည့်သည်တွေကိုလှည့်စားဖို့ပဲဖြစ်ပါတယ်။ ဒီအကြံကိုဝန်ထမ်းလျော့ကိုပြောပြလိုက်တော့အားလုံးကမဖြစ်နိုင်ဘူးလို့ပြောလိုက်ပါတယ်။ထဲဆူကတော့တရိတ်ဆန်ယုံမှာတရိတ်ဆန်အတူတွေထည့်ထားတယ်လို့ဘသူကမှထင်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ဒီနေရာကတရိတ်ဆန်ယုံဖြစ်နေလို့ပါပဲလို့အခိုင်အမာပြောဆိုခဲ့ပါတယ်။ကိုကိုထည့်ထားဆန်လေးဟဲကောင်ကတော့ သူ့ဘက်ကလည်းအလုံးမထွက်နဲ့လို့ပြောထားတော့အဝေးကကြည်ရင်တရိษံနေကအစ်စ်နဲ့တူပါတယ်ဆိုပြီးသူကစပြီးသဘောတူခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒါရိုက်တာဟောင်းကလည်းငါကတော့ဒီတရိษံယုံကိုကက်တင်ဖို့ဆိုရင်မြောင်းပုတ်ရီကိုတော့တောက်နိုင်တယ်ဆိုပြီးသူကလည်းလက်ခံခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂုံဦးကလည်းလက်ခံခဲ့ရပါတယ်။လက်မခံတဲ့သူကတော့တရိษံဆရာဝန်တယောက်ပဲကျန်ပါတော့တယ်။တရိษံဆရာဝန်မလေးဒေါက်တာဟန်ကတော့မူလာရန်ကျောင်းသူဘဝရဲကနာမဲကိုတွေးဖို့အတွက်တရိษံယုံကိုနေတိုင်းလာခဲ့ရသူပဲဖြစ်ပါတယ်။နာမဲကြောင့်ပဲသူဟာ ထရေးဆန်ဆရာဝန်ဖြစ်လာပြီးတော့ဒီဝက်ဝင်ကြီးနာမည်ကသူ့မိသားစုဝင်လိုပဲဖြစ်နေပါပြီ။ဒီအလောက်ကထွက်လာရင်နာမည်နဲ့သူဟာမတွေ့နိုင်တော့ပါဘူး။နောက်ဆုံးမှာတော့ထဲဆူဟာထရေးဆန်ယုံကိုတန်ရောစင်ရှိနေတဲ့ဒေါက်တာဟန်ကိုလည်းအလွယ်တကူသိမ်းသွင်းနိုင်ခဲ့ပါတယ်။နောက်နေ့မှာတော့ professional designer တယောက်စီကိုတွားပြီး tracean အစ်စ်နဲ့ဒူရယ်ဝတ်စုံတွေကိုဆက်ရက်အတွင်းချုပ်ပေးဖို့အပ်ခဲ့ပါတယ်။အခုဆိုရင်တော့ဝန်ထမ်း၄ယောက်ဟာ tracean ရုံပြန်ဖွင့်တော့မှာဖြစ်တဲ့အတွက်အားလုံးဟာ tracean အစ်စ်နဲ့တူအောင်လေ့ကျင့်နေကြပါတယ်။ ဟဲခရောင်းကတော့ပေါ်ပါတဲ့ဝတ်စုံဖြစ်တဲ့မြောင်မောင်းမှဝတ်စုံကိုဝတ်ဖို့တာဝန်ယူလိုက်ပါတယ်။ဒရိုက်တာဟောင်းကတော့ပိုလာဝဝင်ဖြူဝတ်စုံကိုဝတ်ရမှာဖြစ်ပြီးဂုံဦးကတော့ဂေါ်ရီလာမြောင်ဝန်အဖြစ်တရုတ်ဆောင်ရမှာပါ။နောက်ဆုံးမှာတော့ချင်းသိပဲကျန်တော်လို့ထဲဆူကဒေါက်တာဟန်ကိုချင်းသိဝတ်စုံဝတ်လိုက်ပါလို့ပြောပါတယ်။ဝန်ထမ်းလေးယောက်ဟာတာဝန်သီးသီးယူလိုက်ကြပြီးတရိတ်ဆန်ယုံမဖွင့်ခင်တရက်မှာဝတ်စုံတွေကိုဝတ်လိုက်ပြီးရဟာဇယ်ပြုတ်လောက်ကြပါတယ်။ထဲဆူကဝန်ထမ်းတွေကိုဆက်သွယ်ဖို့နှစ်ချက်တွေတက်ဆင်ပေးထားပါတယ်။ ရေးတောက်ဖို့အတွက်အယုတ်ပဇက်ထဲမှာပိုက်သွယ်ပေးထားပါတယ်။ညာဘက်လက်ကိုချလိုက်ရင်တော့ဟိန်းတန်ထွက်ပေါ်လာမှာဖြစ်ပြီးထဲဆူကလစ်ကျင်ပေးနေပါတယ်။အလုံးကတော့ဝစ်စုံကြီးဝစ်ပြီးအထဲမှာမွန်းချက်ပိတ်လောင်နေတာပဲလို့ညှင်းညူနေကြပါတယ်။ထဲဆူကလူတွေမရိပ်မိအောင်တတ်နိုင်သမျှလူတွေနဲ့ဝေးအောင်ခလန်းလန်းကနေနောက်ကိုစုံနေဖို့ပြောပါတယ်။တရိတ်ဆန်ယုံစဖွင့်တဲ့နေ့မှာတော့မူချိုချောင်းကလေးတအုပ်ကပထမဆုံးရောက်လာပါတယ်။ နောက်တအုပ်ကတော့လူကြီးအုပ်စုပဲဖြစ်ပါတယ်။ထဲစုကပထမဆုံးတွေ့မဲ့နေရာကမြောင်မောင်းမှာဖြစ်တာကြောင့်ဟဲကယန်းကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့ဟဲကယန်းကဖုန်းပေါ်နေတဲ့အတွက်ကြောင့်မလို့စူပူပြီးတော့ဟဲကယန်းကိုတတိထားကိုပြောလိုက်ပါတယ်။မူဂျိုကလေးအုပ်စုကမြောင်မောင်းမှာကိုကြည့်ပြီးတော့ပြန်သွားကြပါတယ်။ချင်းသေးစီကိုရောက်လာကြပြန်ပါတယ်ချင်းသေးကလည်းမတ်တက်ရနေလို့ထဲစုကသတိပေးလိုက်ရပါသေးတယ်ပိုလာဝဝွန်ကတော့အထဲမှာမွန်ချက်ပိတ်လောင်နေတာကိုကြောက်တဲ့ယောဂါရှိလို့သူကအမြဲတမ်းပုံနေပါတယ် ပထမဆုံးနေပြီးဆုံးသွားခဲ့ပါပြီအဖွဲသားတွေလည်းပင်ပန်းနှန်းနေနေကြပြီထဲဆိုးကချစ်စရာကောင်းအောင်တရုတ်ဆောင်ဖို့ပဲလိုတယ်လို့ပြောတဲ့အခါဒေါက်တာဟန်ကဒီလောက်လွယ်နေရင်ကိုရိုင်းလောက်ပါလားလို့ပြောလိုက်ပါတယ်နောက်ပိုင်းမှာတော့သူတို့အဖွဲဟာပုံမကောင်းမွန်လာပြီးဘသူကမှတန်တရားမဝင်တော့ပါဘူးနောက်တော့သူတို့ရရှိခဲ့တဲ့ဧည့်သည်အရေးအတွက်ကိုတွက်ကြည့်လိုက်တဲ့အခါမှာ83ယောက်ပဲဝင်တာကိုသိတော့စိတ်ပြတ်သွားခဲ့ပါတယ်တရက်မှာတော့ကိုကိုထိတ်ထားဆန်လေးဟဲ့ကောင်ကအဖြတ်ခံလိုက်ရပါတော့တယ် ဟဲကန်းကိုအတုံးချသွားခဲ့တဲ့သူ့ဘဲကိုဒေါသထွက်ပြီးခွန်ဦးဟာဂေါ်ရီလာဝတ်စုံကိုဝတ်ပြီးသူ့ဘဲရဲ့စတိုးဆိုင်ကိုဝင်ချသွားပါတော့တယ်။သူဟာကောင်လေးရဲ့မျက်နှာနားမှာဟိဟောက်ပြီးရင်ဘက်ကိုထုကချောင်းလန့်လိုက်တာမို့ကောင်လေးဟာမယုံကြည်နိုင်လောက်အောင်ဖြစ်ပြီးအယံပဲကြောက်လန့်သွားခဲ့ပါတယ်။ဂေါ်ရီလာမျက်ဝင်ကတော့ဆိုင်ကိုလည်းဖျက်ဆီးခဲ့ပါသေးတယ်။ဒီဖြစ်ရက်ကို ကောင်လေးကရဲတွေကိုတန်ကြားပြောခဲ့ပေမဲ့သူတို့ကဂေါ်ရီလာပဲဝင်လာတယ်ဆိုတာကိုမယုံဘဲသူ့ကိုယူနေတယ်လို့ပဲထင်ကြပါဗါးကောင်လေးကတော့ဟဲကယောင်းကသူ့ဖြတ်လိုက်လို့စိတ်ဆိုးပြီးဂေါ်ရီလာပဲဝင်ကိုလေ့ကျင့်ပေးပြီးသူ့စီလွတ်လိုက်တာလို့ထင်နေပြီးတော့ဟဲကယောင်းကိုပြဿနာရှာဖို့အတွက်လိမ့်ဆန်ယုံကိုလာခဲ့ပါတယ်အဲ့ဒီအချိန်မှာမြောင်မောင်မဝတ်စုံကိုဝတ်ထားတယ်ဟဲကယောင်းကလည်းလမ်းလျှောက်လာတော့သူ့ပဲနဲ့လမ်းမှာစုံမာတော့တယ်အစာပိုင်းမှာတော့ကောင်လေးကလန့်သွားပဲမဲ့ဟဲကယောင်းကထွက်ပြေးတဲ့အခါမှာတော့တန်တရားဝင်ပြီးလိုက်ဖမ်းပါတယ်အဲ့ဒီအချိန်မှာ ကော်ရီလာဝတ်စုံနဲ့ခွန်ဦးကရောက်ရှိလာပြီးကောင်းလေးကိုတိုက်ခိုက်ပါတော့တယ်။ကောင်းလေးလည်းအလဲလဲအကွဲကွဲဖြစ်သွားပါတယ်။နောက်ဆုံးမှာတော့ကောင်လေးကဒီကိစ္စတစ်ခုလုံးကိုသိသွားပြီးသူတို့လောက်ရကိုအံ့အားသင့်နေပါတော့တယ်။ထဲဆူကသူ့စတိုးဆိုင်နဲ့နာဆုံးရှုံးမှုအတွက်ရောချေးပေးပါမယ်လို့တောင်းပန်ပါတယ်။ဟဲကောင်ကလည်းသူတို့ရဲ့လိုအပ်ချက်ကိုထိန်းထားပေးဖို့ကောင်လေးကိုနားချခဲ့ပြီး ခုံဦးကတောင်းပန်မယ်ဆိုရင်တော့အဲ့ဒီလိုလှုပ်ပေးပါမယ်လို့ပြောလို့ခုံဦးလည်းတောင်းပန်လိုက်ရပါတယ်တရက်မှာတော့ဒါရိုက်တာဟောင်းကပူပြင်းတဲ့ဝတ်စုံနဲ့နေပူရဲမှာတနေကုန်ထိုင်နေရတာကြောင့်ဖျားနာပြီးတော့ထဲဆူဟာပိုလာဝဲဝန်အစားထိုးဝင်လှုပ်ပေးရပါတော့တယ်တရိတ်ဆန်လိုတရုတ်ဆောင်နေရတာမလွယ်ကူဘူးဆိုတာကို ထွဲစုကသဘောပေါက်သွားပါတော့တယ်။တဲ့တချို့ကသူ့ကိုပစ္စည်းတွေနဲ့ပစ်ပေါက်တာကိုလည်းခံရပါသေးတယ်။နောက်ပိုင်းသူတို့ပြန်သွားတဲ့နောက်မှာတော့အဲ့တဲ့တူပစ်ထားတဲ့ကိုကာကိုလာပလင်းကိုထဲစုကတောက်ချင်လာပါတယ်။ဘသူမှမရှိဘူးလို့ထင်ပြီးဂလုဂလုနဲ့သူကတောက်ချလိုက်ပါတော့တယ်။အဲ့ဒီမှာဇုံတရဲကကိုကာကိုလာတောက်နေတဲ့ဝက်ဝံကိုတွေ့သွားပြီးဗီဒီယိုရိုက်လိုက်ပါတယ်။နောက်တနေ့မှာတော့ Coca Cola တောက်နေတဲ့ဝက်ဝံဖြူဗီဒီယိုဟာ social media တွေပေါ်မှာပြန့်နှံ့သွားပြီးဒရိုက်ဆန်ဝီယံကိုလူအများကြီးရောက်ချလာပါတော့တယ်။ ဲ့ဒီစနစ်တနင်္ဂနွေမှာတော့ဒရိတ်ဆန်ယုံဟာအမြတ်ငွေဒေါ်လာတထောင်ရရှိခဲ့ပါတယ်ဒရိတ်ဆန်ယုံပိတ်သွားတဲ့တညနေမှာတော့ဟဲကယောင်းကဝစ်ဆုံကြီးဝစ်ပြီးတော့ပင်မနေပါတယ်ခြေရောက်ကလည်းကြွတ်တက်နေတာကိုဟဲကယောင်းကိုတန်ရောစင်ရှိနေတဲ့ဂုံအုပ်ကမြင်တော့ချီးပိုးပြီးတော့ခေါ်လာပါတယ်ဘဲပြစ်မာလေးဟဲကယောင်းနဲ့ FA ဂုံအုပ်တို့ကလည်းအခုဆိုရင် ECG အခြေအနေကိုရောက်ရှိလို့နေပါပြီအဲ့ဒီညမှာထဲစုကဝဝင်ဖြူနာမဲကိုလှောင်းဝဲအပြင်မှာတွေ့လိုက်ရပြီးဒေါက်တာဟန်ကသူ့နေရတာမွန်းချက်လို့ညဘက်ခဏလှုပ်ပေးထားတာလို့ပြောပါတယ် ောက်တာဟန်ကနှာမဲဟာဒီလောင်အိမ်ထဲမှာနေရတာပြောမနေပါဘူးဒေါက်တာဟန်ကသူမဟာနှာမဲကိုကနေဒါကိုပို့ပေးဖို့အခွင့်ရေးရပါမယ်ဒီမှာပိုကောင်းအောင်လုပ်ပေးနိုင်မယ်လို့ထင်ခဲ့ပြီးကနေဒါကိုပို့မပေးခဲ့တဲ့အကြောင်းပြောပြပြီးတော့အဲ့ဒီဆုံးဖြတ်ချက်အတွက်အကြီးကျယ်နောက်လာရနေခဲ့ပါတယ်ထဲစုကိုတော့ GH ကိုစလဲကခေါ်တွေ့ပြီးဒရိုက်ဆန်ယုံပြန်လဲအသက်ဝင်လာမှုအတွက်ဂုံပြူကတရားဝင်ဝင်တဲ့အဖြစ်ယာရုတိုးပေးခဲ့ပါတယ် အဲ့ဒီနောက်ကိုဇလဲကခရစ်ဆန်ယုံကိုဖြိုချပြီးအဲ့ဒီမြေနေရာကိုအပန်းပြေစခန်းလုပ်ပေါ်ရောင်းချတော့မှလို့ထဲစုကိုပြောပါတယ်။တကယ်တော့ကိုဇလဲကကမ္ပဏီကိုအတုံးချပြီးခရစ်ဆန်ယုံကိုဝယ်ယူကပိုကောင်းတဲ့ဈေးနှုန်းနဲ့ရောင်းဖို့ပြန်လဲအသက်သွင်းခဲ့တာပါ။ထဲစုဟာဒီစကားကိုကြားလိုက်တော့တုံ့လှုပ်သွားခဲ့ပါတယ်။ တရိတ်ဆန်ယုံကိုမဖြတ်စည်းဖို့ကိုယ်စားလှယ်ကိုတောင်းပန်ခဲ့ပေမဲ့လက်မခံခဲ့ပါဘူး။ထဲဆူလဲစိတ်ညစ်ညစ်နဲ့တရိတ်ဆန်ယုံကိုပြန်လာပြီးဝန်ထမ်းအားလုံးကိုသတင်းစိုးပြောပြဖို့လုပ်ခဲ့ပေမဲ့သူတို့ကတရိတ်ဆန်ယုံပြန်လဲအသက်ဝင်လာတာကိုဂုဏ်ပြုဖို့ surprise party တစ်ခုလုပ်ထားတာကိုတွေ့လိုက်ရပါတယ်။အဲဒီ party ပွဲမှာတော့ဝန်ထမ်းအဟောင်းတွေကပါသူတို့အလုပ်ပြန်ရတော့မယ်ထင်ပြီးပါဝင်လာကြပေမဲ့အဲ့ထဲကတယောက်ကတရိတ်ဆန်ယုံကိုရောင်းချတော့မယ်အကြောင်းကိုပြောလိုက်တဲ့အခါမှာထဲဆူကအတီးပြုတ်ပေးခဲ့ပါတယ်။အဲ့ဒါကိုသိလိုက်ရတော့ဝန်ထမ်းတွေအားလုံးလဲစိတ်ပြောင်းဝမ်းနဲ့သွားကြပြီးထဲဆူကိုလည်းစိတ်ဆိုးပြီး ီးတော့ထွက်ခွာသွားကြပါတယ်။ထဲဆူကအဲ့ဒီနောက်မှာတော့ဆိုးကိုပြန်သွားပြီးပြိဆန်ယုံလဲပိတ်လိုက်ရပါတယ်။အဲ့ဒါကိုလက်မခံနိုင်တဲ့ဝန်ထမ်းတွေနဲ့အတူဒေါက်တာဟန်ကဥဆောင်ပြီးတော့တဘာဝတရားကိုဖျက်ဆီးခဲ့တဲ့ JH အဖွဲ့အစည်းလက်ထက်ကနေတရိတ်ဆန်ယုံကိုကာကွယ်ပါဆိုပြီးသူတို့ရဲ့တရိတ်ဆန်ယုံမပေးရဖို့အတွက်အခမဲ့ဝင်ကြေးပေးပြီးပြည်သူလူထုကိုလည်းစီယုံခဲ့ပါတယ်။ဂျီနီလန်းကအလုတ်ဖြစ်ပြီး GH ကုမ္ပဏီတထွေးကသူ့ကုမ္ပဏီရဲ့ခွန်သရင်းကိုကျဆင်းစေတဲ့အတွက် GH ကိုစလဲကိုစူပူခဲ့ပါတယ်။အဲ့အချိန်မှာပဲကိုစလဲစီကိုဟဲကောင်ရဲ့အရင်ကြီးစားကရောက်လာပြီးထက်ဆူရိုးအဖွဲ့ကအယုတ်တွေထဲဝင်ပြီးတရိတ်ဆန်အတူတွေအဖြစ်လိန်လေခဲ့တဲ့ကိစ္စကိုဖွင့်ပြောပြီးသူ့ကိုစူချင်းငွေပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။အဲ့ဒါကိုအတည်ပြုဖို့အတွက်ကိုစလဲကတရိတ်ဆန်ယုံကိုချက်ချင်းသွားခဲ့ပါတယ်။ထက်ဆူကလည်းအဲ့အကြောင်းကိုသိပြီးတော့ ိတ်ဆက်ရုံကိုလိုက်သွားခဲ့ပြီးဝန်ထမ်းတွေကိုသူတို့အလိန်ပေါ်သွားတဲ့အကြောင်းပြောလိုက်ပါတယ်။ကိုစလဲကကိုကာကိုလာတောက်တဲ့ပိုလာဝဲဝံကိုအတုဆိုတာစစ်ဆေးဖို့ထဲဆူလိုတားတဲ့ကြားကအတွင်းဝင်သွားခဲ့ပါတယ်။တကယ်တော့သူသွားတဲ့နေရာကဝဲဝံဖြူအစ်စ်နှာမဲရဲ့လောင်အိမ်အခန်းဖြစ်နေတာပါ။ကိုစလဲကအတုထင်ပြီးတော့တန်တကားကိုသွားတွေ့တဲ့အခါမှာ နာမဲကပြန်တိုက်ခိုက်တာကြောင့်ဒဏ်ရာရမလို့ဖြစ်သွားခဲ့ပါတယ်။ဝန်ထမ်းတွေကစကားပြောနေတဲ့အချိန်မှာပိုလာဝဲဝင်အစ်စ်ဖြစ်တဲ့နာမဲကလှောင်အိမ်ထဲကထွက်ပြီးဒိတ်ဆန်ယုံဘက်ကိုရောက်သွားပါတော့တယ်။အဲ့ဒီအချိန်မှာလူတွေကကိုကာကိုလာနဲ့ပြစ်ပောက်ပြီးနာမဲကိုတောက်ပြဖို့စီခိုင်းကြပါတယ်။တစ်ဖက်မှာလည်းကိုယ်စလဲကတစ်ကလက်အုပ်ပြတဲ့နေရာကိုရောက်လာခဲ့တဲ့အချိန်တစ်ကလက်အုပ်ကအတုဖြစ်နေတာကိုမိသွားပြီးစိတ်ဆိုးသွားကပိုလာဝဲဝင်စီကိုနောက်တစ်ခေါက်ပြန်လာခဲ့ပါတယ်ဒီတစ်ခါမှာတော့ကိုယ်စလဲကဝက်ဝန်နာမဲစိတ်ဆိုးနေတဲ့အချိန်နဲ့တိုးပြီး တကယ်တိုက်ခိုက်တာကိုခံလိုက်ရပါတော့တယ်။အရေးပေါ်ဖြစ်နေတဲ့အချိန်မို့ထဲစုကလည်းကြံရမရတဲ့အဆုံးမှာပိုလာဝဲဝံဝတ်ဆောင်ကိုသူကိုယ်တိုင်ဝတ်ဆင်ပြီးနာမဲကိုအာယုံပြောင်းဖို့သွားခဲ့ပါတယ်။ဝဲဝံအတူကိုနာမဲကအာယုံဆိုင်နေတဲ့အချိန်မှာကိုယ်စလဲကိုကယ်တင်နိုင်ခဲ့ပါတယ်။ ထဲဆူကတော့သူ့ရဲ့ဝတ်စုံကိုနှာမဲကဆုပ်ပြဲလိုက်ပေမဲ့ကန်ကောင်းလို့အသက်အန္တရာယ်ကလွတ်သွားခဲ့ပါတော့တယ်။နောက်ပိုင်းမှာထဲဆူကဝန်ထမ်းတွေကိုအပြစ်ကိုသူတယောက်ထဲခံယူပါမယ်လို့ပြောတဲ့အခါဝန်ထမ်းတွေကသူတို့မှလည်းတာဝန်ရှိတယ်လို့ပြောခဲ့တယ်။ထဲဆူဟာနောက်ဆုံးမှာအကြံတစ်ခုရသွားပြီး JH တထေးစီကိုတိုက်ရိုက်သွားတွေ့ပါတယ်။တထေးအနေနဲ့တရိတ်ဆန်ယုံကိုဝယ်ယူပြီးအဲ့ဒီနေရာမှာဖွင့်မဲ့ resort မှာဂေဟဗေရာပန်းကြံတစ်ခုကိုပါထည့်သွင်းဖို့အကြံပေးခဲ့ပါတယ်။အဲ့ဒါကတရိတ်ဆန်တွေကိုလွတ်လပ်စွာနေထိုင်ဖို့နေရာပေးနိုင်တယ်လို့ ကုမ္ပဏီကိုလည်းကတ်တင်နိုင်လိမ့်မယ်လို့ထက်ဆူးကပြောတော့တတိကလည်းလက်ခံခဲ့ပါဗျ။အနှဲငယ်ကြာပြီးတဲ့နောက်မှာတော့ resort ဟာတကယ်တရိတ်ဆန်အစ်စ်တွေပါဝင်တဲ့ခေဟပေရာပန်းချံတစ်ခုကိုတွေ့မြင်ရပြီးမူရင်းဝန်ထမ်းတွေကိုလည်းအလုပ်ပြန်ခန့်ထားခဲ့ပါဗျ။နောက်ဆုံးမှာတော့ဒေါက်တာဟန်နဲ့ထက်ဆူးတို့ကကနေဒါကိုပြန်ပို့ခဲ့တဲ့နာမည်ကိုသွားရောက်ကြည့်ရှုခဲ့ပါတယ်။ပိုလာဝဲဝင်ဖြူကြီးနာမည်ဟာသူ့ရဲ့တဘာဝနေရက်မှာပျော်ရွှင်စွာနေထိုင်နေတာကိုဒေါက်တာဟန်နဲ့ထဲဆူရိုးကကြည့်နေတဲ့မြင်ကွင်းလေးနဲ့ဇလန်းလေးကိုအဆုံးသတ်ထားပါတယ်။